တော့ဒါအခုကျွန်တော်အိုင်ပြီးရောဒါ Beauty and Health Influencer Award ပေါ့နော်ဒီ2025ခုနှစ်မှာဒါ Hall of Fame ကစင်ကာပူအိုင်ပြီးရောချီးမြှင့်တဲ့ဆုကိုဒါကျွန်တော်ရခဲ့တာပေါ့နော်ဟုတ်ကဲ့။သူကကျတော့အဓိကသူသူရဲ့ဆောင်ဖို့ကဒီ HOFS ဆိုတဲ့အတိုင်းသူက uh, H ကကြတော့ဒါ high quality ဖြစ်ရမယ် O ကကြတော့ဒါ outstanding ဖြစ်ရမယ် F ဆိုတဲ့အတိုင်းဒါ famous ပေါ့နော်ဒါကြော်ကြားရမယ် S ဆိုလို့ရှိရင်ဒါ successful ဖြစ်ရမယ်ကိုယ့်ရဲ့ level မှာဒါထူးချွန်ထက်မြက်ရမယ်အဲဒီအချက်တွေနဲ့ကိုက်ညီပြီးတော့ဒီ criteria တွေနဲ့ကိုက်ညီတဲ့သူကိုဒါရွေးချယ်ပြီးတော့ဒါချီးမြှင့်ပေးရဲ့ awards တခုပေါ့ဟုတ်ဘယ်ကနော် I'm so honored to be chosen for this prestigious award. This award is uh, symbol of the countless hours of my perseverance စူရရလို့ဒီရရကျွန်တော်ကအဲ့လိုပျော်နေရတယ်စူရလို့လက်ထဲရောက်တဲ့အချိန်မှာလည်းကျွန်တော်ပီတိရန်ဖြစ်တယ်ရန်ပျော်တယ်ဒီမှာသူတေချာလေးဒီမှာထွင်းတာလေးပေါ့နော်အဲကျွန်တော်နာမည်လေးရယ်ကျွန်တော်ရခဲ့တဲ့ဒီတိုက်တယ် awards လေးရယ်ကိုဒါထွင်းပြီးရဆုပေးရပါဘူးဆိုတော့ဒါအခုကျွန်တော်အိုင်ပြီးရဒါ beauty and health influencer award ပေါ့เนาะဒီ2025ခုနှစ်မှာဒါ Hall of Fame ကစင်ကာပူကနေပြီးတော့ချီးမြှင့်တဲ့ဆုကိုဒါကျွန်တော်ရခဲ့တာပေါ့เนาะဟုတ်ကဲ့ပျော်တာပေါ့ပျော်တာပေါ့ဘာလို့ဆိုတော့ဒါနိုင်ငံတကာမှာရှိတဲ့ဒါထူးကျွန်တဲ့သူတွေဒါအောင်မြင်ကြော်ကြားတဲ့သူတွေဒါရွေးချယ်ချီးမြှင့်ပေးတဲ့ဆုဆိုတော့ကိုရရကိုရရလို့တီးတဲ့အချိန်မှာတော့ ရမ်းပျော်ပြီ။ तू ကကျတော့အဓိက तू तू ရဲ့ဆောင်ဖို့ကဒီ HOFS ဆိုတဲ့အတိုင်း तू ကအဲ H ကကြတော့ဒါ high quality ဖြစ်ရမယ် O ကကြတော့ဒါ outstanding ဖြစ်ရမယ် F ဆိုတဲ့အတိုင်းဒါ famous ပေါ့နော်ဒါကြော်ကြားရမယ် S ဆိုလို့ရှိရင်ဒါ successful ဖြစ်ရမယ်ကိုယ့်ရဲ့ level မှာဒါထူးချွန်ထက်မြက်ရမယ်အဲဒီအချက်တွေနဲ့ကိုက်ညီပြီးတော့ဒီ criteria တွေနဲ့ကိုက်ညီတဲ့သူကိုဒါရွေးချယ်ပြီးတော့ဒါချီးမြှင့်ပေးတဲ့ awards တစ်ခုပေါ့ဟုတ် အပွဲရောက်သွားတဲ့အချိန်မှာကြတော့ဒါကျွန်တော်တို့ဆိုလို့ရှိရင်ဒါဟို international ကဒါကိုချစ်တဲ့အနုပညာရှင်တွေ influencer တွေလည်းဒါအများကြီးတွေ့ရတယ်။နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲမိတ်ဆွေတွေလည်းဖြစ်ဖြစ်ရတယ်ပေါ့နော်။ဒါဘာပြောနိုင်ငံကြားမှာစုသွားယူရတယ်ဆိုတော့ဒါသူတွေနဲ့လည်းရင်းရင်းနှီးနှီးတွေ့ရတယ်။ဒါမိတ်ဆွေတွေလည်းဖြစ်ရတယ်။အဲ့တော့အရန်အမှတ်တရဖြစ်တယ်ပေါ့။ ါမေးလေးလည်းမိမိမို့လည်းပါတယ်ဆိုတော့ဟုတ်တယ်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 မြန်မာနိုင်ငံအဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါ a uh, beauty and health influencer award နောက်ပြီးတော့မေလေးကြတော့အာဒါ iconic figure of social media award ပေါ့เนาะဒါရခဲ့တာပေါ့နှစ်ယောက်ပေါ့ဟုတ်မောင်နှမနှစ်ယောက်အမှတ်တရဖြစ်တာပေါ့ဟုတ်အဲစင်ပေါ်မှာဘယ်လိုဘယ်လိုပြောမလဲပထမရင်းနေခုံညာပေါ့เนาะရင်းနေတုံညာပေါ့အာဒီဒီတကယ်စုစင်ပေါ်မှာတက်ယူရမယ့်အချိန်မှာတော့ရင်းရင်းတုံတာပေါ့เนาะဆိုတော့ဒီ အမှတ်တရစကားပြောကြတဲ့အချိန်မှာလည်းဒါအာကျွန်တော်ကိုယ့်ရဲ့ဒါမြန်မာနိုင်ငံရဲ့နှုတ်ဆက်တဲ့ဒါမင်္ဂလာပါဆိုပြီးကျွန်တော်ရင်ဆပြီးနှုတ်ဆက်ပြီးတော့ဒါကိုဒီလိုမျိုးရတဲ့အတွက်ကိုဒါအရန်ကိုကျေးဇူးတင်တယ်ဒါ HOFS ကိုလည်းအရန်ကျေးဇူးတင်တယ်နောက်ပြီးရခါကျရင်ဒါကျွန်တော်အတွက်လည်းအများကြီးရှေ့ဆက် တက်ခီးအတွက်လည်းအများကြီးဒါခွန်အားကြီးအများကြီးရတယ်နောက်ပြီးရခါကျရင်ဒီဆုဆိုတာလည်းဒါကျွန်တော်ကို support လုပ်ပေးကြတဲ့ပေါ့နော်ကျွန်တော် clients တွေနောက်ပြီးရခါကျရင်အခြေရတဲ့သူတွေအများကြီးရဲ့ခွန်အားကိုရလိုက်တယ်လို့ပဲဆိုပြီးတော့ဒါကျွန်တော်အမှတ်တရစကားပြောခဲ့တယ်ပေါ့နော်ဟုတ်ခွန်အားရတာပေါ့အများကြီးခွန်အားရတာပေါ့အထက်ပြီးတော့ဒါဟိုဒါကျွန်တော်အတွက်ဆိုဒါပထမဆုံးရတယ်ဆိုပေါ့နော်ဆိုတော့ဒါဒီပထမဆုံးစုရလဲဒါ international မှာရခဲ့တယ်အဲ့အတွက်ဒါအရင်အမှတ်တရဖြစ်ရတယ်ထပ်ပြီးစ조사ဖို့အတွက်ကိုလည်းကျွန်တော်ခေါ်အားတွေလည်းအများကြီးရတယ်ဟုတ်မိကနာပါ I'm so honored to be chosen for this prestigious award. This award is a symbol of the countless hours of my perseverance. အဲကျွန်တော် ID Princess Jenna ပေါ့နော်အဲဒီ Cambodia ရဲ့ဒီ မင်းသမီးလေးအဲဟိုဘရင်မီးရောလေးပေါ့နော်ဆိုတော့သူဆိုလို့ရှိရင်ကျွန်တော်သူတချင်းလေးဆိုရင်အရင်တည်းကကြိုက်တာအဲ့လိုမျိုးသူ cover songs လေးတွေဆိုတာအားဆိုလို့ရှိရင်လည်းဟိုအရင်တည်းကကျွန်တော်ကနားထောင်ပစ်တယ်ကြိုက်တယ်အဲတွေ့ရတော့လဲအမှတ်တရဖြစ်တယ်ပြီးတော့အဖြစ်ချင်တော့ဒီဒီဓာတ်ပုံရိုက်တဲ့အချိန်မှာလည်းအဲဒီကျွန်တော်ရဲ့နာမည်ကိုလှမ်းကျွန်တော်နာမည်ကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာလည်းဒါ သူတို့ရှိနေရပေါ့နော်ဘေးမှာရှိနေရဆိုတော့လဲဒါပို့ပြီးတော့လဲအမှတ်တရဖြစ်သွားတာပေါ့နောက်ပြီးတော့ဟိုအာဒီအာရစ်စလမ်နိုဆိုလို့ရှိရင်လဲဒါကျွန်တော် TikTok မှာဆိုလို့ရှိရင်အများရန်ဒါကြည်နေရအဲရန်သဘောကျနေရတယ်ဆိုတော့တွေ့ရတော့လဲပျော်ရတာပေါ့နော်အဲ့လိုမျိုးဟုတ်အိမ်မဲအမောနော်အမောဟိုဟိုစိတ်ထဲမှာဘယ်လိုပြောလဲပီတိဖြစ်ရတယ်ပေါ့အဲ့လိုမျိုးပေါ့နော်။အော်ဒါမဟုတ်ဘူးဆိုလို့ရှိရင်လည်း စုံရမှာမဟုတ်ဘူးလေအဲသူတို့တွေနဲ့ကြာတော့လေဒီလိုပွဲမျိုးတွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဟိုစုံစုံစရာအကြောင်းလည်းမရှိဘူးလေနော်ဒါဒီလိုပွဲမျိုးမှာ awards ကြီးမြတ်တဲ့ပွဲမှာဆိုတော့လေဒါအခုလိုမျိုးတတိုက်ဆိုင်ဆိုင်စုံရတော့လေဒါအရင်မတရားဖြစ်တယ်ပျော်သွားတယ်ဟုတ်ဆက်ဆူလေးလည်းပြပြပေါ့အဲဆူရတယ်မှာဒါအဲဆူဟိုအဆူလေးကိုကန်လိုက်ရကန်လိုက်ရတဲ့အချိန်မှာဆက်ပြောတော့ဘာဖြစ်ဘာဖြစ်အရင်ပေါ့အဲကျွန်တော်အဆူရရလို့တရားရကျွန်တော်ကအဲ့လို ပျော်နေရတယ်စူပါလို့လက်ထဲရောက်တဲ့အချိန်မှာလည်းကျွန်တော်ပီတိရန်ဖြစ်တယ်ရန်ပျော်တယ်ဒီမှာသူတေချာလေးဒီမှာထွင်းတာလေးပေါ့နော်အဲကျွန်တော်နာမည်လေးရယ်ကျွန်တော်ရခဲ့တဲ့ဒီတိုက်တဲ့ awards လေးရယ်ကိုဒါထွင်းပြီးတော့စုပေးရပါဘောဟုတ်ကဲ့ဒီအလောက်ပါစီကန်ဆရာဝန်တွေပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီကစုပေးတာများတယ်ပေါ့နော်ဒီမှာဆိုရင်ရောဟုတ် ြည်တွင်းပြည်တွင်းမှာကြတော့အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုအဖွဲ့အစည်းတော့ဟိုမရှိဘူးပေါ့နော်ဒါပြည်တွင်းမှာကြတော့လဲဒါဟိုဈေးကမ်ပဏီတွေနောက်ပြီးတော့ဒီဆက်ပစ္စည်းကမ်ကမ်ပဏီတွေရရင်ပြီးတော့ဒီ partner တွေကိုချီးမြှင့်ပေးတဲ့ awards တွေမျိုးတော့ရှိရပေါ့ဟုတ်အဲ့ဒါအားကြောင့်မို့လို့လေဒါပြပမှာဟိုပထမဆုံးရတယ်လို့ဖြစ်သွားတာပေါ့နော်ဟုတ် ဆိုဒီစုတွေကကို like မှာဆိုလို့ရှိရင်ရခဲ့တဲ့စုတွေအများကြီးရှိမှာပါဟုတ်ဟုတ်ဟုတ်ဒီစုဟုတ်စုရီကတော့အများကြီးရပူတာပေါ့စုရီကတော့ဒါကျွန်တော်ဒီတခြားသောဒီ nebel တွေမှာလည်းကျွန်တော်တို့ရတော့ရပူတာပေါ့เนาะဒါ aesthetic nebel မှာဆိုလို့ရှိရင်တော့ beauty and health influencer ကတော့ဒီစုလေးပေါ့เนาะဆိုတော့စုတိုင်းစုတိုင်းကတော့ကျွန်တော်တို့အမှတ်တရဖြစ်ပါတယ်ဘာလို့ဆိုတော့စုတိုင်းစုတိုင်းကကိုတိဆောက်ခဲ့တဲ့ကိုစူးစမ်းခဲ့တဲ့အအသီးပွင့်တစ်ခုကို ရလိုက်တာပဲအဲ့တော့စုတိုင်းစုတိုင်းကသူ့အမှတ်တရနဲ့သူရှိရယ်အဲဒီစုလေးဆိုလို့ရှိရင်လည်းဒါကျွန်တော်တိဆောက်ခဲ့တဲ့အရာရာတိုင်းအတွက်ကိုဒါ rewards ပြန်ရလိုက်တယ်လို့မျိုးဆိုတော့ဒါအမှတ်တရဖြစ်တယ်ကျွန်တော်တို့ဟုတ်ဈေးကန်းဖွင့်ပြီးဒါဆိုရင်6နှစ်ပေါ့ 6နှစ်ပေါ့6နှစ်ဆိုပေမဲ့ကျွန်တော်ကအဲကျွန်တော်စေကန်းဖွင့်ဒါ6နှစ်ဆိုပေမဲ့2နှစ်လောက်ကကျွန်တော်စေကန်းဖွင့်ပြီးကိုဗစ်ဖြစ်သွားတာလေကိုဗစ်ဖြစ်သွားတယ်ဒီအခြေအနေတွေနဲ့ဆိုတော့ကျွန်တော်2နှစ်လောက်ကအာနော်ဆိုရှယ်မီဒီယာမှာမရှိဖြစ်ဘူးအဲ့တော့စေကန်းကဒါဖွင့်လာတယ်ကျွန်တော်ဆိုရှယ်မီဒီယာမှာမရှိဖြစ်ဘူးဖြစ်နေတယ်အဲ့တော့အမ်ပြီးမှကျွန်တော်ဒီနှစ်နှစ်ပြီးတော့မှပဲဒါဆိုရှယ်မီဒီယာပြန်သုံးပြတာပေါ့နော်ဟုတ်စုရတဲ့အချိန်မှာအဲ့လိုအဲ့ ဝိုင်းပျော်ပေးကြတယ်အဲ့လိုကျွန်တော်ရဲ့အဲ့လို clients တွေဆိုလို့ရှိရင်လည်းအဲ့ဒါဖုန်းတွေဆက်ဟာဟိုနိုင်ငံရောက်နေတဲ့ video call တွေလမ်းခေါ်အဲ့လိုပျော်ပေးကြတယ်နောက်ပြီးတော့အဲဒီအနုပညာရှင်တွေဆိုလို့ရှိရင်လည်းဒါဟိုပျော်လို့ဆိုပြီးတော့အာ post တွေတင်ပေးကြပြီးရဲ့ခါကျရင်လည်းအဲ့လိုလမ်းပြီးဖုန်းဆက်ပြီးတော့လမ်းပျော်ကြအဲ့လိုပေါ့နော်ဆိုတော့ဟိုအရန်ခွန်အားရတယ်အဲ့တော့ ဘာပဲပြောကျွန်တော်ကိုဒီ support လုပ်ပေးကြတဲ့တူတယောက်ချင်းစီကိုလည်းကျွန်တော်အဒီနေရရင်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်အဲဒါကျွန်တော်အတွက်ခွန်အားပါပဲရှေ့ဆက်ဖို့အတွက်လည်းကျွန်တော်အများကြီးခွန်အားရတယ်အများကြီးလည်းဒီထက်ပိုပြီးတော့ကြိုးစားမယ်ဟုတ်